အမျိုးသမီးများအတွင်းတိသအသုံးပြန်အတွက် Blue Origin မိတ်ဆက်လားအမျိုးသမီးအားလုံးပြန်တမ်းမှုသစိတ်တစ်ပိုင်းအဖြစ်အာကာသထဲကိုလှုပ်တင်ဖို့အတွက်ရည်ရွယ်ပြီးနယူးရှိပတ်အမည်ရှိတိသအသုံးပြန်အတွက် Blue Origin Company မိတ်ဆက်လာကြောင်းတဖက် Dream မှာရေးသားဖော်ပြထားပါတယ်အမေရိကန်အာကာသနည်းပညာတစ်ခုဖြစ်တဲ့ Blue Origin က NS31 machine ကိုမိတ်ဆက်ခဲ့ပြီးဒါဟာ1963ခုနှစ်နောက်ပိုင်း ပထမဆုံးသောအမျိုးသမီးအလုံးအာဂါတပြန်တမ်းမှုဖြစ်ကြောင်း Blue Origin Company အမှုဆောင်အရာရှိချုပ်ကပြောကြားထားပါတယ်။ဒီမရှင်မှာကဘာကျော်နာမည်ကြီးအမျိုးသမီး6ဦးကိုအာဂါတရင်ဖြင့်အာဂါတထဲကို70မိနစ်အကြာတည်ဆောင်ပေးသွားမှာဖြစ်ပါတယ်။အဲဒီ6ရောက်ထဲမှာကဘာကျော်အဆိုတော်ကစ်တီပယ်ရီနဲ့အပါအဝင်ဖြစ်ပြီးအာဂါတထဲတွားရောက်မဲ့ပထမဦးဆုံးအဆိုတော်အဖြစ်စံချိန်တင်လိုက်တာလည်းဖြစ်ပါတယ်။ ဘလူး origin machine ကိုကဘာကျော်နာမည်ကြီးအမျိုးသမီး6ဦးနဲ့အတူစတင်ပြန်တန်းလှုပ်တင်ရမှာဖြစ်တာကြောင့်များစွာကုန်ယူဝမ်းမြောက်ကြောင်းလည်းကုမ္ပဏီကပြောကြားထားပါတယ်။ဒါဟာရေဆွမ်းတက်သည့်ရှိလာတဲ့အမျိုးသမီးများအတွက်လမ်းခင်းပေးနေတဲ့အခွင့်အရေးတစ်ခုဖြစ်တယ်လို့ဘလူး origin ရဲ့ NS31 machine နဲ့အတူစကြဝဠာကနေအသွေးကြောင်အစ်တွေစောင့်ခြင်းယူဆောင်လာနိုင်မှာလည်းဖြစ်ကြောင်းဘလူး origin ပိုင်းရှင် Jess Peso ကပြောကြားထားပါတယ်။ မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်